အားလုံးပဲမင်္ဂလာပါခင်ဗျာဇလံကောင်းလေးတွေတင်ဆက်ပေးဖို့အချိန်အခါဆက်ရောက်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလံလေးကိုလည်းခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျာဒိဋ္ဌိအဖုံဖုံအဆုံဆုံးအလီလီ နေစဉ်ဖို့မထိုးပဲအကျိုးပေးနိုင်သည်ငကနေသချင်းရဲ့အပိုင်းအစားအဖြစ်တဲ့မကြမကြာထိုးသချင်းကိုစိုးကြီးရင်ဒိဋ္ဌိအကြောင်းကိုစဉ်းစားနေမိတယ်ဒိဋ္ဌိရဲ့အထိပ္ပယ်ကိုပြည့်မြောက်အောင်မြင်ခြင်းလို့ ခွင့်ဆိုရမည်ထင်ပါတယ်သိတိဟူသောစကားလုံးရှိမှတော့အထုပြုစကားကိုထဲ့တယ်ဥပမာကာယသိတိဒနသိတိစသဖြင့်ရေးသားအသုံးပြုကြပါတယ်ကျွန်တော်အဖို့ပြောပြတဲ့သိတိကိုသတိရမိသေးတယ်ဟိုးချေချေကားလို့ဆိုပါတယ်လွန်ခဲ့သောနှစ်တရားကြောကမှုဟိုးချေချေလို့သုံးပါတယ်ကျွန်တော်တို့ချမ်းပြည်နယ်မြောက်ပိုင်းတခွင်းကတောကြီးတောင်ကြီးတကြီးဝါကြီးများနဲ့စိတ်ညှို့နေအောင် ဖုံးလွှမ်းနေပါတယ် ထိုးစင်းကနေစရာမရှိသောအစိမ်းသရေများကိုနှင်းထုတ်လျင်ချမ်းပြင်းနေတဲ့တရုတ်ပြည်ကြားတောကြီးများတွင် နေရာချတာပေးပါလို့ကုဝေဒနာမင်းကြီးအားတိုင်တဲ၍နှင်းထုတ်ကြတယ်လို့ဆိုပါတယ်ကားလမ်းမရှိ နွားလဲများကိုသာ အသုံးပြုသွားလာကြရတယ်ကျောင်းမဲမျိုးနယ်မှနေပိုင်တူးသည်တိဘော့စောဘွားထံလက်ဆောင်ဗန်းနာများကိုလှည့်ဖြစ်တင်၍သွားပို့တယ်လန်ခီးမှာ စမ်းကြောင်တစ်ခုနဘေးမှာခက်တာရက်၍နည်းနည်းစာကိုချက်တယ်မိဘဘောထမင်းအိုတဲပြီးကမှဥဖုံမပါလာမှန်သိရ၍နိယာအပင်မှဖျွက်ရွက်ကြည့်တရွက်ကိုယူ၍ဖုံးထားလိုက်တယ်နောက်ဟင်းအတွေ့ပဲပုတ်ဖိုးပြီးရင်းနှွေးအိုတဲလိုက်တယ်စာလောင်လှပြီးဖျက်၍ထမင်းအိုကိုမိဘဘောမှအချားပြီးမိကြည့်ခဲနဲ့နှက်ခါစားတော့ဖို့ပြင်းစင်းနေထမင်းစလုံးထဲသို့ထမင်းများခူးထဲသောအခါထမင်းမှာရွှေရောင်တန်းတဲ့ တိတ်မတွေးအားပဲအမြန်စားတော့ခါခီးကိုဆက်ထွက်လာခဲ့တယ်။ထူးခြားသည်ကတော့ထိုးနေမှာစားတင်၍စားလောက်မှုမရှိခြင်းပဲဖြစ်တယ်။ကြက်ကြောကြီးတွေး၍စားမယ်လို့ပြင်လိုက်ထားနဲ့အလိုလိုဝါလာက စားခြင်းစိတ်မရှိဖြစ်သွားတယ်။ကြားလာတော့နေပိုင်ကြီးမှာသူ့ကိုယ်သူစိုးရင်လာတယ်။ဘာမှမစားတော့ပဲနေလာသည်မှာတလကြောလာတော့အခါမှာတော့ရခင်ကလိုအပေါင်းအဖော်များနဲ့စားလာတော့လာလှုပ်ချင်တယ် ယခုတော့မစားတော့နိုင် သေးမြသေးမလားနောက်ဆုံးတော့ဆေးစရာကြီးတူထန်သွားပြီယောဂါကို တင်ပြရတော့လေနေပိုင်းကြီးအခုလိုမစားမတော့ဖဲနေရတာမကျေနပ်ဘူးလားဆရာကြီးအရင်ကလိုပြောပြောပါပါတော့တော့စားစားနေချင်တာပေါ့အခုဒီယောဂါကြောင့်ခက်နေတာကဲဒါဆိုရင်ဒီဆေးလေးတောက်ပြီးအန်ချင်းဒီစလုံးနဲ့သာအန်ထည့်လိုက် ထိုးဆေးတောက်ပြီးမကြပါချွေအောင်ဝင်းနေသည့် ထမင်းများအန်ထွက်လာတယ်။ထို့အပြင်အံဘတ်များမှလည်းချစ်မိသားထမင်းလိုပင်တန်တန်ချင်းချင်းရှိနေသည်ကိုအံဩစပွဲတွေးလိုက်ရတယ်။ကဲခမရမစားလို့တော့လေကျုပ်စားရတာပေါ့ဗျာ။ကျေးဇူးနဲ့တင်ပါတယ်။စေးစရာကြီးကစလုံးထဲမှာအံဘတ်များကိုအယပယစားလိုက်တယ်။မကြခင်မှာစေးစရာကြီးလည်းရွာမှထွက်ခွာပြောင်းချွေသွားတော့တယ်။ထူရเจ้าကိုစကားဆက်မ၍ရွာဥစရာတို့ကိုချောက်တင်တယ်။ ရွာဦးကြောင့်ဆရာတော်ကမိုက်ပါတခါရေးအဲ့ဒီထမင်းအိုးဖုံးတဲ့ဖိတ်ရွယ်မျိုးရှိရင်သွားယူခဲ့မြင်းနဲ့သွားထိုးခဲ့သူခိုင်းလိုက်တယ်သို့တော်ဖိတ်ရွယ်ကိုမမှတ်မိတော့ပါအဲ့ဒါအာရသိတိပြီးတဲ့အရွယ်ကွယ်ထိုးခဲ့သူဆရာတော်မှမိန်ကြားတော်မှဝန်းနေချင်း နမျောတတာချင်းဖြစ်ရတယ်လို့ဆိုပါတယ်လွန်ခဲ့သောနှစ်40ခန့်ကကျွန်တော်ချမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့သို့အစိုးရဝန်ထမ်းအဖြစ်ရောက်ရှိခဲ့တယ် ထိုးစင်းကနောင်ချိုစေးမှာငါရဲ့နေမှာတစေးဖြစ်၍ဈေးနေမှာငါရဲ့စာဖူလုံးအောင်ဝဲထားရတယ်။နောင်ချိုစေးနဲ့နှစ်ရက်ချကန်ကြီးရွာမှာတစေးဖြစ်တယ်။ကန်ကြီးကြနေလို့မှတ်ယူကြတယ်။တရက်မှာနေစင်းရင်ကန်ကြီးဈေးနေနဲ့ကျုံ၍ဝင်းရောက်လဲပတ်ဖြစ်တယ်။ကန်ကြီးစေးအခြေဘက်မှာကန်ကြီးဆယ်တေးရှိတယ်။ဈေးထဲမှာကန်ကြီးဆယ်ဘက်သို့အသွာဈေးအထွက်မှာလူတွေဝိုင်းနေ၍ဆက်ဆက်ဆုစုဝင်းကြည့်ရလူအများအလဲမှာ အင်းကြီးမပါပစိုးခရောင်ကျိုင်းနဲ့လူငယ်တို့ရက်နေပြီသူ့အချိန်မှလည်းငွေကြီးတော်ဓာကြီးတလက်ကိုမြေပေါ်မှာထိုးဆိုင်ထားတယ်။ကဲမရဲကြဘူးလား။ယောက်ျားတွေပဲမဆန့်ရဲကြဘူးလား။တခါခုတ်ရင် တမတ်ပေးရမေးခုတ်လို့ဒဏ်ရာရသွားလေအမှုအခင်းမဖြစ်စေရဘူး။ဘာမှမထိခိုက်ရင်တော့တမတ်ပြန်ပေးထိုးစင်တော့ကကျွန်တော်ရဲ့လာစာမှာ126ကျပ်သားရပြီးလူတန်းစီနေနိုင်အောင် ဝင်းဝေးမှာတန်းဖို့ရှိလာတယ်။သို့တော့ဓာခုတ်ခန်းပြီးမှ တမတ်ဆိုးစီကနေပါလွန်းနေ။ကျွန်တော်အသက်ကလည်းငဲသေး၊စိန်ခေါ်သူကလည်းခေါ်နေရ။တိတ်မစင်းသာတော့ပဲဓာကိုဆွဲနှုတ်ပြီးသူ့လက်ကိုလွှဲခုတ်ထဲလိုက်တယ်။ဘေးမှာကြီးနေသူများကဝေးကနေညာတန်းပေးတယ်။ကျွန်တော်ရဲ့ခန်းစားချက်မှာရောဘာတုံးကိုဒုတ်ဖြစ်ရရသလိုခန်းစားလိုက်ရပြီးဓာမှာပြန်ခုံထွက်လာတယ်။ထိုးသူကဓာကိုကိုင်းပြီးသူ့စက်ကိုခုတ်ရန် အမှုအရာဖြစ်ပြပြန်ရာစိတ်ထက်ကခံပြင်းလာ၍ဖြစ်ခြင်းအဖြစ်သဘောထားပြီးစက်ကိုထားနေအကုံလွှဲ၍ခုတ်ထက်လိုက်တယ်။သို့တော့ခုနကလိုခံစားခြင်းမျိုးသာရှိပြီးသူကဘာမှမဖြစ်ပါကျွန်တော်ကဆက်စုပ်ခြင်း၍သူ့ကိုငွေငှချက်ပေးပြီးအနာရှိကောင်းခြင်းပေါင်းအကျော်ဆိုင်ထဲသို့ထိုသူကိုခေါ်သွားတယ်။ကောင်းခြင်းပေါင်းအကျော်ရင်ွေကျန်းတို့ကိုကျွေးမွေးရင်မေးစမ်းကြည့်ရာသူ့အဖြစ်ကိုပြောပြတယ်။ သူ့အမေကမောင်းတန်းလာဖြစ်ပြီးသူ့ရွာကိုတော့မပြောပြပါ။နောင်လင်းညံထော်နောင်ချိုးကြီးပါသွန်ရေပြူစားတဲ့ရွာတရွာမှ ဖြစ်ပုံရတယ်။သူ့လူပြုတ်ပေါက်အရွယ်မှာချမ်းပြင်းနေရှိရွာများမှာထုံးစံအတိုင်းတစောင်းမုံလာပြေနေမှာတရွာလုံးရှိကာလာသားများက တစုတဝေးတဲ့ပြည်စေထိုးကြတယ်။ဆရာဦးချစ်ပန်းကတိုင်းဆရာကြီးဖြစ်၍ရွာကန်လူငယ်အလုံးမှာတိုင်းပညာနဲ့ပတ်သက်လျင် သူ့လက်ထွက်များသာဖြစ်တယ်။ယခုတစားမွန်လာပြေကစေးပေါင်းခတဲ့နေ့ဖြစ်သဖြင့်တပည့်အလုံးကိုပြည်စေထိုးပေးတယ်။ပြည်စေထိုးသည့်နေရာများကိုကျိုးများဖြင့်ဝိုင်းကားထားပြီး စီဝိုင်းအတွင်မိန်းကလေးများမဝင်ရပါ။စီဝိုင်းအပြင်ဘက်တွင် စားစရာအစုံကွန်းစေးလက်ဖက်စားသည့်တို့ကိုရွာခံမိန်းကလေးများကလာပို့ပေးရင် ကိုကြီးမန်းထားသူ စေးတို့သည်အလှဲ့မှအပြင်ဘက်မှနေ၍ညနာလေးချုံတွက်ကကြည့်ရင် အချင်းချင်းနားချာမှာပဲနော်ထို့ကဲ့သို့ကရုဏာစကားကို ဆိုကြတယ်စေဝံအတွဲမှာကာလတအများကလည်းအချင်းချင်း မနာပါဘူးယောက်ျားပဲဒီလောက်ကတော့ထိုကဲ့သို့အပြုတ်ကလေးများကြအောင်ခက်ကြကြပြောကြတယ်အထိုးခံရတဲ့အကောင်မတော့နားလိုက်သမမြေပေါပေါကြားသည်ကို သူမြမမြင်အောင်တုံးနေရတယ်အားလုံးစေတို့ပြေးချိန်မှာညတကောင်နေနေပြီကဲအားလုံးထိုင်းကြစမ်း ဆရာကြီးဥချစ်ပန်းကဝိုင်းထိုင်နေသော ကာတာသားများကိုဝလုံးခတ်တုတ်တုတ်ဖြင့်အကြီးကောင်မှစာတင်၍ခတ်ဆက်ဆက်ရိုက်လာတဲ့အမလီတားသည့်ကောင်ကတားတယ်။ကြိတ်ခန့်တဲ့ကောင်ကလည်းမကြမီမြည်အမြာထွက်လာတဲ့အငဲဆုံးမောင်းတန်းလာကိုထိုးပြတာနဲ့ဆရာကြီးသိလိုက်တယ်။ဒီကောင်အောင်းပြီးထို့ကြောင့်ကရဝဲအရှိမငကြီးတောင်ဓာကြီးကိုဆွဲပြီးဟိတ်ခနဲ့ဩလိုက်ခါမောင်းတန်းလာရှိသူခုံဝင်သွားပြီးဓာနဲ့ခုတ်ထက်လိုက်တယ်။အမလီ ဟာသေးပြီစတဲ့အာမေဒိတ်တမ်းများကြားရတော့လေမောင်းတန်းလာဘာမှမဖြစ်ဒီဘလုံးမှာဒီကောင်မောင်းတန်းလာအောင်းသွားပြီအဲ့ဒီလိုဆရာကြီးကကျင်းညာချက်ထုတ်ပြန်နေကာလာသားများကဝန်တာအာရဖို့စီနဲ့ကာသူကကားကြတယ်အเจ้าကတော့ယွာအချင်းချင်းကာလာသားအချင်းချင်းစကားများလီကာယသိတ္တိအောင်းပိသူရှိတဲ့ယွာကအပေါ်စီက နေရစမြေတတ်တေရှိလျင်တယောက်ချင်းရိုင်းမလားလို့စိန်ခေါ်နိုင်နေတယ် ရိုက်ရင်လည်းချင်းနိုင်သူမကြီးကာလာသားများချားမှာမျက်နှာပွင့်လာတယ်။တကြီးကသွားလျာမှာမောင်းတန်းလှကိုခေါ်သွားတယ်။ကြည်ရတများကမောင်းတန်းလှကိုအကျွေးတောင်းရန်လဲသိမ့်ရန်ရှိလျင်ခေါ်သွားတယ်။စူးကြည့်အဖြစ်မြုံမြုံမြင့်မြင့်ရတယ်။သို့တော်ဤဘဝမှာမပြောမွေ့ရန်အကြောင်း ဖန်လာတယ်။မောင်းတန်းလှတို့မှာသားမေနှိုးသာရှိရာလဲအပိုင်ရှိတယ်ကျွေးနွားများရှိတယ်။အဖေထားရခဲ့တဲ့ကိုပိုင်အိမ်နဲ့ ဟန်ဟန်ပန်ပန်နေနိုင်နေမိုးကြွေစဘာစာဆိုင်တော့အခါသူ့အမေက သူ့အားဒဲနှေကကိုသိကြခွဲ၍စိုက်ခိုင်းနေကြံလေများကို သူ့အမေကိုယ်တိုင်လူငှား၍စိုက်တယ်သူဝင်စိုက်ပေးသည်ကိုပြင်သူ့အမေကလက်မခံပေအမေကဘာမှလည်းမသိဘူးထိုကဲ့သို့စိတ်ထဲမှာမှတ်ထားကသူ့လေနှေကပြီးတာနဲ့သူ့မြလေကို အငှားလိုက်ထုံနေပေါန့်လိုက်ပေးတယ်သတင်းကြော်ပြီးလက်ရိုက်ချိန်မှာ ရာသီဥတို့ကောင်း၍စဘာများရတယ် သို့တော်မောင်းလာဆိုင်တဲ့လယ်နေကမှာအမော်အဖြစ်များသာရရှိ၍စပားတစည်းမှာမရပေမောင်းလာရိမ့်မိတယ်လို့လို့ချိလာ၍သူကငှလိုက်တော့လဲများကိုမသိမသာစုံစမ်းကြည့်ရာအရာ ਨੇ ပါကြတယ်အချို့မှာရခိုင်နှင်းများရဲ့တဝက်ပင်မထွက်ချင်ပေရင်တဲ့မတင်မကြဖြစ်နေတော့ပြဿနာကိုကြားကြမထားညမိဖို့ဘေးမှာရင်ွဲ့ကြံထိုင်းတော့ရင်သူ့အမေကိုဖွင့်ပေးကြည့်တယ်အမေကြားဖို့တာတော့ချိတယ်ငါသားဒါပေမဲ့ တေချောင်းလို့မင်းကိုနှဲ့ကပဲစိုက်ခိုင်းတာကာယသိတိအောင်သူတွေဟာ တခြားအလို့လုံးစားလို့မရဘူးဓမြတိုင်းစာ လူမိုက်လုံးစားလို့ပဲရတယ်ရိုးရိုးသားသားလုံးစားလို့မရတော့ဘူးဒါကြောင့်နှဲ့ကပဲပေးဆိုင်တာအခုတော့ကြားဘူးတာမှန်နေပြီထင်ပါရဲ့မပူပါနဲ့ငါသားရဲ့အမေဆိုင်တဲ့လေရည်အောင်ထားတာပဲမြို့တော်ပင်စိုးစိမောင်းလာစိတ်ထိခိုက်မိလာတယ်နောက်နှစ်နှစ်ထွေပြမျိုးကြီးဂျုံရတော့အခါ ရွာမှလူများလည်းရိတ်မိလာကြတယ်။ပြည်စီထိုးပစ်လိုက်တော့ဆရာကြီးဥရှိပန်းကိုတိုင်းကငါလည်းဒီအကျိုးစစ်တွေကို မသိရအမှန်ပါကွာ။ထိုးတော့ဆိုပြီးအတော်စိတ်မကောင်းဖြစ်သွားတယ်။မကြမီပင်ထိုးတိုင်းတင်ချင်းပြည်စီထိုးပစ်ခြင်းအလုပ်ကို မလုပ်တော့ပဲရမ်းပေါင်ဝင်းသွားတော့တယ်။မိဘကအသွန်အသင်အဆုံးမကောင်းလာတဲ့မောင်နှတယောက်မကောင်းမှုကိုလုံးဝမလုပ်ချင်းတတ်နိုင်သမျှငါးပါးသီလကိုထိမ့်သိမ့်သူဖြစ်ရာက ကျွေးတောင်းလဲသိမ့်အလုံများတွင်မလုတော့ပဲစားစရာမရှိလျင်တောင်းစားမယ်လို့ဆုံးဖြတ်လိုက်ခါဖះမှာဒိဋ္ဌံပြုတ်လိုက်တယ်ဈေးနေများတွင် သူ့ကာယသိတိကို အစမ်းသက်ခိုင်းရင် ဝင်းငွေချားပွေးတယ်စသချင်းမှာငါးချက်မျိုး၁၀မျိုးနဲ့အစမ်းသက်ခံခဲ့တော့လေနောက်ပိုင်းစမ်းသက်သူမရှိတော့ပဲတမတ်သူဈေးကြသွားတယ်လို့ဆိုပါတယ်ကျွန်တော်အသက်55နှစ်အရွယ်မှာပင်စင်ယူပါတယ်ထိုးစင်းကအစိုးရဝန်ထမ်းများက 55နှစ်ပြည့်လျင်ပင်စင်ယူကြရတဲ့အသက်ကြီးလာပြီဖြစ်တဲ့မိဘနှစ်ပါးကတို့မြမျက်စီမမိတ်ခင်ငါးသားကိုရမ်းဝက်နဲ့မြင်လိုတယ်လို့ဆိုလာ၍ဒုံလဘဝက်တယ်မိမိဝက်တော်အကြောင်းမှာကျောင်းတိုင်ဆရာတော်ကြီးကပရိပတ်တိသမားဖြစ်၍တရားထိုင်ခြင်းတရားချူမှတ်ခြင်းဒုတင်စောက်တည်ခြင်းတို့ကိုသင်ကြားပြသပေးရာလေ့ကျင့်သင်ကြားရင်းနဲ့ပဲရမ်းပေါ်မှာပြောပိုက်လာမိတယ်ဒီနေ့မှာတော့ ချမ်းမြောက်ကြီးမြို့ကြီးတမြို့မှာနာမည်ကြီးကျောင်းနိုင်ဆရာတော်ကချမ်းပြည်နယ်မြောက်ပိုင်းရှိဖုန်ကြီးကျောင်းများမှာတကြောင်လျင်တပားနှုံအလူခံကြွရန်ဖိတ်ကြားလျာဆရာတော်ကြီးကမောင်းပစိမ့်မဲ့သွားလိုက်ပါထိုကဲ့သို့စေခိုင်းသည်ဖြင့်ထိုမြို့ကျောင်းသို့သွားရာကျွန်ုပ်မှတကယ့်တော်သားမြို့ရောက်ဖြစ်ရတယ်ကျောင်းကြီးမှာလွန်စွာကြီးမားပြီးဇီဒီဇီယများအသွုံဆောင်များဆုံးလင်းလာတယ်ကြွလာတော့ကျောင်းနိုင်ဆရာတော်များမှအများအားဖြင့် တက်ကြီးရွယ်ဦးများသာဖြစ်ကြတယ်။ကျွန်ုပ်မှာတင်းချိုင်ဒူတင်အဆောင်သူဖြစ်တော့လေတမျိုးတရွာဖြစ်နေ၍ည7နာရီကျော်မှသာတိတ်တကလေးထားပြီးကျောင်းဝင်းကြီးအတွင်းကျောင်းကြကြနေရရှိတစ်ပင်ကြီးရဲ့အောက်မှာရုတ်ခတ်မှုဒူတင်ဆောင်းပါတယ်။နောက်တနေ့နနေ့အယုံဆုံးစားအပြီးမှာကျောင်းနိုင်ဆရာတော်ကြီးကကျွန်ုပ်အားခက်တာကြွားပေးရန်တခါတုန်းမှတဆင့်ပင်လာ၍ဆရာတော်ကြီးထံလိုက်သွားတယ်။ဆရာတော်ကြီးအား ဝက်ပြေးပြီးတော့ဖုံမြော်လိုက်တာနဲ့ဇီရတော်ကြီးကစရဏအာဇီသူမန်းကျွန်ုပ်ချက်ချင်းသေးလိုက်တယ်ဒီလိုပါဥဆန်တော်ပါသားအခုဖုံကြီးအလှူမှာအကူအညီလိုအပ်နေတယ်ဦးစင်ကလာတဲ့ရန်နေထဲမှာတော့ဖြက်ဖြက်လက်လက်ချီးတဲ့အပြင်ဝင်းတန်းဘွားကထွက်လာတဲ့သူဆိုတော့စည်ရင်စရာလေနိုင်မှာပါဒီတော့ဖုံကြီးရဲ့အကူလက်ထောက်အနည်းနဲ့ကူညီပေးပါတုံးနေပင်ကျွန်ုပ်မှာဖုံကြီးလက်ထောက်စည်ရင်ကရင် စားရည်ကြီးအဖြစ်ရောက်ချီသွားတယ် နေ့စဉ်ရေးမှတ်ပြီးညပိုင်းစည်ရန်အချုပ်အပြည့်တွင်ဝန်ထမ်းစရိုက်ကိုမစွန့်နိုင်ပေပစ္စည်းများကိုကိုယ်တိုင်ဆွဲဆေးခြင်းအမြင်မတော်သည့်များကိုစနစ်တကျနေရာချားခြင်းများကိုပါပြုလုပ်နေရရာည7:00နာရီအထိမေ့ရပါ အလူမှာ9ရက်9လဖြစ်၍9ရက်ပဲလေအကောင်းဆုံးဖြစ်အောင်လုပ်ပေးလိုက်မယ်အဲ့ဒီလိုစိတ်ကိုတင်းထားကလုတ်ကင်ပေးနေမိတယ်ဒါကြောင့်လှူဒန်းတဲ့ပစ္စည်းများမှာဒီနေ့ထက်ဒီနေ့ပိုမိုများပြားလာရာ အလုံမှာမနိုင်မနှင်းဖြစ်လာတော့တဲ့သုံးရမြောက်တော့နေမှာနှုတ်ခတ်မွေစသအသားဖြူဖြူလူပုံချောချောတူရောက်လာပြီတပည့်တော်မောင်းကြည့်ပါဖရာကိုညီဖရာစီစည်ရင်အင်းလဲနားလဲပါတယ်ထိုကဲ့သို့ လာရောက်ချောက်ထားတယ်ကူတာတော့လက်ခံပါတယ်ဒါပေမဲ့ပစ္စည်းတွေငွေတွေကအများတော့တခါရဲ့အမည်အဖအမည်မှတ်ပုံတင်နံပါတ်နေရလိမ့်စာအပြည့်အစုံရေးပေးပါ နောက်ပြီးအလိုမပြီးမရှင်း ဒီမှာနေပေးနိုင်မလားအားလုံးပြည့်ပြည့်စုံစုံရေးပေးပါမယ်ဖုရားညာဧထာတောင်းအချင်းဖုရားမျက်စိအောင်မှာရှင်းနေအောင်ဒီလိုက်ကအကွဲမှာတပည့်တော်အိယာခင်းထားပါတယ်ဖုရားသူ့နဲ့ပဲတကလက်ထောင်တယောက်ရရှိလိုက်ပြီးည72နာရီထိုးလျင်ရုခမှုဒူတင်ကို အပြည့်မခံမဲကျင့်ကြံခဲ့ပါတယ်တကအမောင်ကြီးမှာတွက်လေဖြက်လက်ယုံသားမကစည်ရင်အင်းနိုင်နေကြောင်းလက်တွေသိလာရပြီးကျွန်ုပ်မှလည်းညသွာတက်တာရရခဲ့တယ် ငားရမြောက်သောနေတွင်မူကျွန်ုပ်မှအဲ့ဒီပြည့်ရမှ အစားပါပြက်လာပြီးမကြာခဏမိုက်ခနဲ့ဖြတ်သွားတယ်ထူအချိန်များမှာတကားမောင်ကြီးဖြော်ပေးတဲ့ကော်ဖီခါးကားလေးတစ်ခွက်သာမရှိလျင်စစ်လုံနိုင်စရာအကြောင်းမရှိပါ6ရက်မြောက်သောနေ့မှပျက်စီးများငွေများအလူခန့်ရနေရာသို့သွားကြည့်ရင်အလူခန့်တဲ့နေရာမှာလူမျိုးကြတအုပ်ကိုကျွန်ုပ်ကသတိထားမိတယ်ဘဲသူကလက်ခံခေါ်ထားတာလေး ဘာကြောင့်ဒီနေရာကိုဝင်ရတာလဲကျွန်ုပ်အကဲခတ်နေသည်ကို ထိုးသူက ရိတ်မိသွားပုံရတယ်တပည့်တော်ကအာတိပါဖရာစီရတော်ကခေါ်ထားတာပါကျွန်ုပ်စဉ်းစားကြည့်တော့အခါအလူခမ်းမဲ့သူစီရင်မှာဒီနာမည်မျိုးမရှိစီရတော်ခေါ်ထားရင်လေကျွန်ုပ်ကိုအကြောင်းကြားမိဖြစ်ရာစီရတော်ကိုတိုက်ရိုက်မေးမြန်းခြင်းသာအကောင်းဆုံးဖြစ်မယ်လို့ဆုံးဖြတ်၍เจ้าမကြီးစီတို့ခတ်တော်တော်တက်ခဲ့တယ်เจ้าမမစီရတော်က ပြင်းမောင်းမှတဆင်အလူခန်းထာနာဘက်သူမျောကြည့်နေတယ်ထိုးစင်မပဲရွရွသေးသေးအတန်များကိုကြားရတယ်တကားတူအပြေးကလေးရောက်လာပြီးအဝင်ဝမှာတကားတူမိုးလေသွားလို့ပါဖရာထိုးကဲ့သို့၆တင်နေဥဆန်တော့ဒီပရိတ်ကြီးနဲ့သွားကူပေးလိုက်ဘာမှမဖြစ်ဘူးထိုးတော့ဆို၍အနာရှိငွေပလအသေးတလုံးကိုတန်းလို့ပေးလိုက်တယ်ကျွန်ုပ်လည်းငွေပလထဲမှာပရိတ်ကြီးကိုမဖိတ်စင်အောင်ထိန်းခိုင်းရင် ကျောင်းဝင်ဘောက်သူလာခဲ့တယ်ဟင်အာတီပါလားကျောင်းဘောက်ဝမှာခုနကကျွန်ုပ်တွေ့ခဲ့တဲ့အာတီကအဲ့တလုံးနဲ့လဲကြနေတယ်အကျော်များလဲဆွဲနေ၍မူးလဲတာမဟုတ်ဘူးတကားတင့်နေတာဖဲကြဖဲကြအနာရှိလူကြီးမှလဲကျွန်ုပ်ဝင်လာတော့အခါဘေးသူ ဖဲပေးကြတယ်အာတီကို ပရိတ်ရင်နဲ့ဖျန်းပေးရင်ပါဇက်ထဲသူပရိတ်ရည်တိုက်လိုက်မှငြိမ့်သက်သွားတယ်ခဏအကြာမှအာတီကလက်များကိုဖဲရမ်းရင် ခလေးတွေဖဲချစမ်းငါပြန်ပေးမှာဖဲချအဲ့ဒီလိုအော်ဟဲ့လို့နေပါတယ်သူ့ဖြစ်၍အာတိနဲ့သူ့ရဲ့ကြောဘွေကိုเจ้าနဲ့သူသေးလာပြီးလဲလျောက်နေစေကပရိတ်ရေအကုန်လုံးကိုတိုက်တော့မှ ဟင်းကနဲ့တပြင်းချေကြီးကိုချရင်သတိပြန်ရလာတယ်ထိုးစင်မှာပဲဆရာတော်ဖះကကြွားလာရာ အာတိကကမန်းကရန်လူးလဲထားလိုက်ရင်ဆရာတော်ကိုဥတိုက်လိုက်တယ်တပည့်တော်မှားပါတယ်ဖះအလူခံဌာနမှာ ငွေတွေအပေါင်းလိုက်မြင်တော့လောဘတက်လာပြီးကုသလိုလိုနဲ့အလူခန့်ငွေများကိုလက်ခံပြီးတပည့်တော်ရဲ့ကြောပုတ်အိတ်ထဲတိတ်ထဲမိပါတယ်ဖေဟာဒီဥပဇင်လာကြည့်တော့ရိတ်မိပုံရတဲ့ထင်းပြီးငွေကိုဆွဲခတ်တုတ်တုတ်ပြေးတာဒါပေမဲ့ဘဲကခလေးတွေလည်းမသိဘူးတပည့်တော်ကိုဝိုင်းဖိကြထုကြထောင်းကြနဲ့တပည့်တော်သတိလက်သွားပါတယ်ဖေဟာခလေးတွေမှ၄50လောက်ရှိတယ်ကျောင်းဝိုင်းထဲမှာလေခလေးဒီလောက်များများမမြင်ဘူးပါဘူး ငွေအလုံးကဒီအိတ်ထဲမှာရှိပါတယ်ဖုရားတပည့်တော်ကြောဖို့အိတ်လဲမယူတော့ပါဘူးဖုရားတပည့်တော်ကသာသွားခွင့်ပြုပေးပါဆရာတော်ကြီးကခေါင်းညင်လို့ခွင့်ပြုပေးလိုက်တာနဲ့တုတ်ခနဲ့ထားပြီးတော့လေလက်စာတတ်တော့တခိုးပဲရောရောင်ဝင်လာပြီးခိုးတာကိုငွေများကိုရေတွက်ကြည့်ရာသိန်း20ခန့်ရှိတယ်ဝိုင်းဖမ်းပေးတဲ့ခလေးတွေကိုပဲကျေးဇူးတင်နေမိတယ်သူနဲ့ပဲအလူပွဲပြီးဆုံးသွားတာနဲ့เจ้าနိုင်ဆရာတော်အားလုံးကို တပားလျင်350ခန့်လှူလိုက်တယ်။အရှာဆရာတော်များပြန်ချတော့လေကျွန်ုပ်မှာတခါမောင်ကြီးနဲ့စင်းရင်အင်းများကိုအပြည့်ချုံနေကြရာညဆယ်နာရီခန့်တွင်တခါမောင်ကြီးကဒီမှာစင်းရင်အချုပ်ပါဖျားထို့သို့လာပြရာစင်းရင်များကိုကြီးရင်နှင့်ပင် မိုက်ခနဲ့ဖြတ်သွားတယ်။ကျွန်ုပ်အိယာမှနိုးတော့အခါနူးညံ့ငိမ့်ချောင်းအေးဆက်တဲ့အိယာတစ်ခုပေါ်ရောက်ရှိနေကြောင်းသတိထားမိတယ်။ကျောင်းပေါ်မှာထိုးလိုက်တဲ့ခေါင်းလုံးတန်းကြောင့်နိုးလာခြင်းဖြစ်ပြီး ခေါလုံးတန်ငါငါးချက်ဖြစ်၍နေစုံဖုံးပိတ်ရန်ထုတ်လိုက်သောအတန်ဖြစ်ကြောင်းသတိပြုမိ၍လူးလဲထားလိုက်တဲ့ထိုအခါမှမိမိကကျောင်းတိုင်ဆရာတော်ကြီးရဲ့အခန်းအတွင်းချီအိယာဘောမှာအိပ်ပျော်နေကြောင်းသိရတော့တယ်ထိုစင်မှာပဲဆရာတော်ကြီးကဝင်ရောက်လာပြီးမောင်ပစင်နိုးလာပြီလားကိုလည်းမြန်မြန်တုတ်တင်ကြီးစွန်းစားရအောင်နေလို့ထိုင်လို့ကောင်းရဲ့လားတင်းမနေထိုင်လို့ကောင်းပါလေဖေဟာဘယ်လိုလို့ဆရာတော်ဖေဟာရဲ့အိယာဘော တပည့်တော်ရောက်နေတယ်ဆိုတာပဲမသိတာပါမောင်ပစင်ပင်ပန်းပြီးလဲသွားလို့ဒီပေါ်သေးလာပြီးတိတ်ထတာနှစ်နှစ်ခြိုက်ခြိုက်အိမ်နတာနှစ်ရက်တောင် ရှေးသွားပြီးတိတ်ပင်ပန်းနေမှသိလို့မနှိုးတာကဲသွားသွားကိုလက်တုတ်တင်ပြီးစွန်းလာเจ้าမှာခန်းနေဥပစင်နဲ့အတူစွန်းစားပြီးအချိုးဘွဲ သုံးဆောင်တော့အခါเจ้าနိုင်ဆရာတော်ကြီးကသူ့စပွဲမှာလာရောက်သုံးဆောင်မှာဆိုသဖြင့်ဆရာတော်ကြီးရဲ့စပွဲတို့ကိုယူဝဲပြေမိတယ် ကျောင်းဝင်အတွင်းမှာအလှူဝက်ပြေးဆုံးသွားပြီးဖြစ်၍ပစ္စည်းများအလုံးကိုတင်းဆက်ပြီးဖြစ်နေပါလေ။တပည့်တော်ကိုခွင့်လွှတ်ပါဖုရား။နောက်ဆုံးပင်ပန်းရမယ့်အပိုင်းကြားမှာအိပ်ပျော်သွားရတယ်လို့စိတ်မကောင်းမဖြစ်ပါနဲ့မောင်ပစင်။စိတ်စေတနာကောင်းပေမဲ့ခန္ဓာကပင်ပန်းလွန်းတော့မခံနိုင်တာ။မောင်ပစင်မှာတောင်းဝင်ကြည်တာထက်တောင်လွန်သွားပါပြီ။ဒါကြောင့်လေကျေးဇူးတင်ကြောင်းဆရာတော်ကပြောခြင်းလို့ဘောဇင်သုံးဆောင်ရအောင်လှမ်းလို့ခေါ်လိုက်တာပါ။ တကားမောင်ကြီးရဲ့ကျေးဇူးတွေအများကြီးပါပါတယ်ဖေယားသူ့တောင်မှနှုတ်မဆက်လိုက်ရဘူးသူမရှိရင်တပည့်တော်မလုံနိုင်ပါဘူးဘယ်အရက်မှနေလဲတောင်မမေ့လိုက်ရဘူးသူလာတွေ့ပါလိမ့်မယ်ခဏတော့မောင်မစင်ကောင်းကောင်းနားလိုက်ပါဦးတင်းမဖေယားတပည့်တော်လေမနေ့ပြန်ပြန်มาတော့မေကျွန်ုပ်ကကျွန်ုပ်အိတ်ခဲတော့ဆရာတော်ဖေယားရဲ့အိတ်ရကိုတန်းချင်းရဲ့လောက်ရန်သွားတော့အခါအိတ်ရခင် ခေါင်းဆိုဆောင်းချနောင်းများပင် အသည်လည်းခင်းကျင်းထားပြီးဖြစ်နေပါလေ။တို့ဖြစ်၍မိမိတဲခိုရာဓမ္မယုံတို့ပြန်၍ရောက်တော့အခါကျွန်ုပ်ရဲ့အိယာမလေးတတ်တရရတိမ့်ဆက်ခင်းကျင်းထားပြီးဖြစ်နေပြန်နေ။တခါမောင်ကြီးအိဆိတ်ရာ နောက်ကျော့နေရာတို့ကြီးလိုက်တော့အခါဇဝေဇဝဖြစ်ရပြန်နေ။ကလေးကကိုမာကြီးရာနေရန်ကိုသာတွေ့ရပြီးအိယံမဆိုးထားနေ။ကလကားချားမှာတထွာလောက်သာကျဲပေးရာတခါမောင်ကြီး ဘယ်လိုများအိတ်သွားပါလေလို့စဉ်းစားလို့ပင်မရပါထိုးနေတနေ့လုံးနားပြီးည7နာရီရှိတော့မှဝက်မပြေရုခမှုဒူတင် ဆောင်းပြီးနည်းနည်း၄နာရီရောင်းနေလားမှဒူတင်မှထားပါရကျွန်ုပ်ရဲ့အချိန်မှာတကားမောင်ကြီးကလက်ဟုတ်ချီ၍ထိုင်နေတယ်တကားမောင်ကြီးအစောကြီး ရောင်းနေပါလားခနေ့ဥပဒေပြန်တော့မလို့တကားကိုနှုတ်မဆက်ရလို့စိတ်မကောင်းဖြစ်နေမိတာတကားကြီးကိုကျေးဇူးတင်ပါတယ်တကားမမကိုရင် ဥပဒေအလုတ်ကိုဘယ်လို့မှ လုံးနိုင်မှာမဟုတ်ဘူးအမှန်မချောက်ခဲ့မိသည်ကိုခွင့်လွှတ်တော်မူပါဖရာတပည့်တော်ကဥပဒေထူးတင်းဆောင်းတဲ့အပိန်ကိုအမိပြုတ်နေတဲ့ရုပ်ကစိုးပါဖရာဆရာတော်ဖရာကသွားကူအောင်လို့ကုညီကွင်းပြုတ်လို့သာတပည့်တော်ကကုညီရင်ရခဲ့တော့ကုသူကိုရခဲ့ပါတယ်ဖရာဆရာတော်ဖရာကြီးကဒနာသိတိအောင်သူပေးပြီးအလူမတိုင်းမီတလကပင်ဘဲသူကိုဘဲနေရာတောင်းဝင်ပေးမယ်လို့စီစဉ်ထားပြီးဖြစ်တယ် ဥပဒေရောက်လာမယ်ကိုလည်းကြိုတင်ပြောပြထားပါတယ်။ဥပဒေရဲ့မစုံမနစ်သောဒုတင်ဆောင်ခြင်းကိုလည်းဆရာတော်ကချီးမွမ်းပါတယ်ဖေဟာ။တခါကြီးကရုပ်ကုစုကိုဥစဉ်ဖြင့်မရိပ်မိပါဘူး။တပည့်တော်ကလည်းမရိပ်မိအောင်နေခဲ့ပါတယ်ဖေဟာ။အာတိငွေခိုးပြေးတော့ကတချက်ပေါ်မလို့ဖြစ်သွားသေးတယ်။အာတိခိုးပြပြချင်းတပည့်တော်ကအနည်းအနာကအမင်းစားလေးများကိုဟဲ့လိုက်ကြစမ်းလို့ခိုင်းလိုက်တယ်။မင်းစားလေးများကလည်း အဲ့ဒီလိုကာကွယ်ဆောက်ချောက်ပေးလိုက်တဲ့ကုသိုလ်ကံကြောင့်ပဲအစင်မြန်ဘုံကိုကုပြောင်းသွားကြပါလေဆရာတော်ဖရာရဲ့ကျေးဇူးပါပဲဖရာတပည့်တော်ကိုသွားခွင့်ပြုပါကောင်းပါပြီတကားကြီးဘယ်လိုပဲဖြစ်ဖြစ်တကားကြီးကိုကျေးဇူးတင်ပါတယ်အယုံဆုံးဖုံးပေပြီးတာနဲ့အထောအပေါပြင်းစင်းပြီးဆရာတော်ကြီးထံသွား၍ပြန်ခွင့်ပြုရန်ခြောက်ထားတယ်မောင်ပစင်းမှာမေးကျင်တာတွေရှိနေတယ်မေးခွန်း၃ခုမေးခွင့်ပြုတယ်ကဲမေးပြီတော့ဆရာတော်ကြီးက ဒနာသိတိအောင်နေဆိုတာအမှန်ပဲလားဖေ။အင်းမိမိအလိုရှိရာပစ္စည်းကိုရရှိနိုင်တာကိုဒနာသိတိလို့ခေါ်မယ်ဆိုရင်တော့မှန်တယ်လို့ပြောရမှာပဲ။ကျင့်စဉ်ကိုတပည့်တော်သိချင်ပါတယ်ဖေ။တပည့်တော်ကျင့်ရောဖြစ်နိုင်မလားဖေ။ဒနာသိတိကိုရဖို့ဆိုရင်တချို့ကဓာတ်လုံးကိုစီးရင်နဲ့တချို့ကအင်းအိုင်လက်ဖွဲ့များကိုစီးရင်နဲ့ဘုန်းကြီးကတော့ဘုန်းကြီးရဲ့ဆရာတော်ဖရာကြီးကျင့်ခိုင်းတဲ့ကျင့်စဉ်ကိုပဲကျင့်တယ်။ တခုချိတာက မနေ့ကမောင်ပစင်အိတ်ခဲ့တဲ့အိယာကိုဖုန်ကြီးတစ်ခါမှမိတ်ခဲ့ဘူးဒီအိယာကိုမောင်ပစင်ပထမဦးဆုံးအိတ်ဖူတာပဲမောင်ပစင်လှူခြင်းတန်းခြင်းနဲ့ပစ္စည်းကိုလှူခြင်းတိုင်းရတဲ့ဒါပေမဲ့မောင်ပစင်စိန်ခမ်းမှုကိုကျိုးအတွေ့သုံးခွင့်မရှိဘူးဒါကကျင့်စဉ်ကိုကျင့်လို့ဒနာသီရိအောင်းသွားရင်နိဗ္ဗာန်ကိုမြင်ရသိရနိုင်မှာသလားဖရာမရဘူးကံမကောင်းရင်အပေတောင်းလာနိုင်တယ်လောဘတက်လာရင်မောဟတက်လာရင် ငရဲတောင်ကြားနိုင်တယ်။ဒါဖြင့်ဆရာတော်ကြီးကဘာကြောင့်ကျင်းနေသလဲမေးရင်ကျင်းရင်းနဲ့ဒီသမထကိုအခြေခံရင်နိဗ္ဗာန်ရောက်ကြောင်းကြက်ကြက်မတ်မတ်သင်ကြားပြောပြပေးမယ်။ဆရာတော်တပါရနိုင်တယ်။သမထစွမ်းအားနဲ့ချစ်ဖြစ်ကိုကြိုတင်သိမြင်နိုင်တယ်။မကြခင်ဖုန်းကြီးကိုနိဗ္ဗာန်ရောက်ကြောင်းသင်ကြားပြသပေးမယ်။ဆရာတော်တပါရောက်လာတော့မှာပါ။အဲ့ဒီလိုမိန်ကြားပြီးနောက်ကျင့်စဉ်ကိုအသေးစိတ်ပြောပြတယ်။မောင်ပစင်ကျင့်ကြင်မှာကျင့်နိဗ္ဗာန်ရဖို့ဆိုရင်တော့ ဒီလန့်ကအကွေ့ကောင်များတယ်တမ္ပဏကနေဝိပဿနာကိုကူတာအများဆုံးပဲဖုန်ကြီးလည်းငဲတော့ကတော့လောဘကိုအခြေခံပြီးကျင့်ကြံမိတာဒီကျင့်စဉ်မှာပိတိဖြစ်စရာပျော်ရွှင်စရာစွဲလန့်စရာတွေကလည်းရှိတယ်လမ်းလွဲလို့ကတော့တဘွားအစမ်းပဲပြီးရင်တွားရော်အဝေးစီပဲသတိမခိုင်းရင်တန်တရာထဲမှာဝဲလေလှဲ့နေရမယ်ဆရာတော်ရှိမှပြန်လာ၍အထောအပို့ပြင်းစင်နေစင်မှာပဲကားတစ်စီးဝင်လာပြီးလမ်းကြုံလို့ပါဖျား ထို့သောဆိုကကျွန်ုပ်နဲ့အကြောင်းနိုင်ဆရာတော်ကြီးကိုလှူဒါန်းတဲ့ပစ္စည်းများကိုတင်ဆောင်ကမိမိရဲ့မူရင်အကြောင်းတို့အရောက်ပြန်လာခဲ့တော့တဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိ နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ